မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါဆရာရဲ့ furnace white အကြောင်းလေးပြောပြပါဗျာတဲ့ကိုယ်သဘောနဲ့ကိုယ်တောက်လို့ရလားတဲ့ side effect တွေရောပြောပြပေးပါအောင်တဲ့အဲ့တော့ furnace white ဆိုတာတော့ကျွန်တော်တို့အမျိုးသားတွေစပင်းတွေကျွတ်ထိပ်ပြောင်လာတဲ့အခါမှာတောက်တဲ့ဆေးအမျိုးအစားပေါ့နော်အဲ့တော့ကျွန်တော် safety ban နဲ့ပတ်သက်ရင်အများအားကိုးကားရတဲ့ US တို့ UK တို့ဒီ Europe က FDA ကသူ့ကိုဘယ်လိုသတ်မှတ်ထားလဲဆိုရင်တော့ prescription medication ပေါ့ဘာလဲဆိုတော့ဆရာဝန်ညွှန်ကြားချက်နဲ့မှတောက်လို့ရတဲ့ဆေး ဒါကြောင့်မလို့ကိုယ်သဘောနဲ့ကိုယ်တော့တောက်လို့မရဘူးနူးပေါ့နော်။ဘာလို့ဒီလိုတောက်လို့မရလဲဆိုရင်တော့ဒီမှာသူဆက်မေးထားတဲ့ side effect တွေကြောင့်ရှိသလိုအခြားသောအကြောင်းအချက်တွေလည်းရှိမယ်ပေါ့။ဒီတော့ကျွန်တော်တို့ဒီသပင်းကျွတ်တာသပင်းထိပ်ပြောင်တာတွေနဲ့ပတ်သက်ပြီးရင် US FDA ကနေအတိအမှန်ပြုထားတဲ့ဆေးရနှစ်မျိုးပဲရှိရဲ့။ပထမတစ်မျိုးကတော့ဒီယောက်ျားလေးမိန်းကလေးသုံးရမယ် topical minoxidil ပေါ့။ဖြန်းစည်းလေး topical minoxidil ဖြန်းစည်းလေးဒုတိယတစ်မျိုးကတော့အခုပြောမယ် oral finasteride ပေါ့။ finasteride တောက်စီ။သူကတော့အမျိုးသမီးတွေမှာဆိုရင်မသုံးသင့်ဘူး။အဓိက အမျိုးသားတွေအတွက်ပဲဖြစ်ပါတယ်အဲ့တော့ finance right ဆိုတာဘာလဲပေါ့ finance right ဘယ်လိုဖြစ်ပေါ်လာလဲသူကဘယ်လိုကောင်းကျိုးတွေရှိလဲသူဘယ်လိုအလုပ်လုပ်နေလဲနောက်ဘယ်လိုဆိုးကျိုးဘေးထွက်ဆိုးကျိုးတွေရောရှိနိုင်လဲဆိုတာလေးကိုကျွန်တော်ဒီမှာဆက်ပြီးပြောပြပေးခြင်းတယ်ဘာလို့လဲဆိုတော့ဒီစပင်ကျွတ်တာတွေဒီအမျိုးသားတွေ30 35 40 90နောက်ပိုင်းနေမှာအရန်အဖြစ်များတယ်လို့ပေါ့နော်နောက်ပိုင်းမှာဆိုရင်ဒီ20ကျော်အရွယ်တွေမှာဆိုရင်လည်းမျိုးရိုးရှိတဲ့သူတွေမှာဆိုရင်ဒီလိုစပင် androgenetic alopecia ဖြစ်စဉ်တွေကိုကျွန်တော်တို့အရန်တွေ့ရပါတယ်ဒါကြောင့်ရှေ့မှာဆက်ပြီးတော့ သေးစဉ်လေးပြောပြပေးခြင်းပါတယ်အဲ့တော့ furnace rise ဆိုတာပါလဲပေါ့ furnace rise ဆိုရင်တချို့က DHT blocker လို့လည်းသိကြတယ်ပေါ့အဲ့တော့ DHT ဆိုတာပါလဲသိဖို့လိုလားပြန်ရောပေါ့ DHT ဆိုတာကတော့ dihydrotestosterone ပေါ့နော်သူကကျွန်တော်ကြားဟော်မုန် testosterone ကနေပြီးတော့ပိုပြီးပြင်းတဲ့ဒီ DHT dihydrotestosterone ကိုပြောင်းသွားတာမျိုးပေါ့ DHT ရဲ့လုံဆောင်ချက်ကဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ငွေရဲ့အချိန်ကနေပြီးတော့ယောက်ျားလေးဒီအရွယ်ရောက်တဲ့အချိန်ဒီဆိုရင်ဒီအမျိုးသား characteristic တွေပေါ့နော်အသံတွေ all လာတာအမွေးတွေပေါက်လာတာ ကြွက်သားတွေဖွံ့ဖြိုးလာတာဒီလိုလှုပ်ဆောင်ချက်တွေကိုသူကအဓိကလှုပ်ဆောင်တာဒါမှမဟုတ်ဒီနောက်မှရောက်လာရင်တော့သူ့မှာအဓိကလှုပ်ဆောင်ချက်ကနှစ်ခုပဲပထမတစ်ချက်ကကျွန်တော်တို့ prostate လို့ခေါ်တဲ့စီးကျိတ်ကြီးလာစေတာနောက်တစ်မျိုးကကြတော့ဒီ hair follicle miniaturization လို့ခေါ်တာပေါ့ဒီအဲသပင်းအိမ်လေးတွေပြက်စီးပြီးတော့ကျုံသွားတာပေါ့နော်သပင်းအိမ်လေးတွေကျုံသွားတဲ့အတွက်ကြောင့်ထွက်လာတဲ့ hair တွေကပုံမှန်လို့မတန်မာတော့ဘူးပြက်စီးလွယ်တယ်ကျွတ်လွယ်တယ်ဒီကနေထိပ်ပြောင်လာတယ် androgenetic alopecia ဆိုတဲ့ရောဂါမျိုးတွေဖြစ်လာတာပေါ့ အဲ့တော့ဒီခန္ဓာကိုယ်ထဲမှာတက်စတိုစတီရုန်းကနေပြီးတော့ဒိုင်ဟိုက်ဒရိုတက်စတိုရုန်းပြောင်းမှုဆိုရင်ဂျားကန်ပစ္စည်းလေးအန်ဇိုင်းလေးတခုလိုတယ်သူ့နာမည်ကတော့ 5-ever reductase ပေါ့နော်ဒီအန်ဇိုင်းကိုကျွန်တော်တို့ furnace right ကတားပေးတာဖြစ်ပါတယ်ဒီအန်ဇိုင်းမှာလည်း type 1 2 3ဆိုပြီး၃မျိုးရှိသေးတယ် furnace right တားတာဒီ2နဲ့3အဲ့တော့ furnace right တောက်နေတဲ့သူတွေမှာဒီသွေးထဲမှာ DHC level က80ရာခိုင်နှုန်းထိရော့သွားတယ်ဆိုပြီးဆိုကြတယ်ပေါ့နော်အဲကြုံလို့ဒီမှာတခုထပ်ပြောရရင် type 1 2 3လုံးကိုတားတဲ့ဆေးတစ်မျိုးရှိသေးတယ် ဒူတာစတီရိုက်လို့ခေါ်တယ်ပေါ့နော်အဲ့ဆေးတော့ရင်တော့ဒီ serum DHT level က69ရာခိုင်နှုန်းထိအောင်ကျသွားတာကိုတွေ့ရတယ်ပေါ့နော်သူကတော့ဘေးရက်ဆိုးကျိုးတွေလည်းပုံများမယ်ဒါကတော့ထားလိုက်ပါကျွန်တော်ဒီမှာ furnace right အကြောင်းပဲအဓိကဆက်ပြီးတော့ပြောပြပေးခြင်းတယ်ဒီ furnace right လို့ဖြစ်လာမဲ့ဒီ DHT blocker ကိုဘလို့စတွေ့ခဲ့လဲဆိုရင်1984ခုနောက်မှာပေါ့ဒီ McKinley လို့ခေါ်တဲ့ဆရာဝန်မကြီးပေါ့ research သုတေသနပညာရှင်ကြီးက Caribbean ကျွန်းဆွေရာဒီ Dominican Republic ဆိုတဲ့နိုင်ငံမှာလူမျိုးစုတစုမှာပေါ့နော်သူက ငွေရပါအချို့တက်မှုတခုတွေ့ခဲ့တယ်။အဲ့ဒါပါလဲဆိုတော့ဒီ five alpha reductase enzyme မပါတာပေါ့။ဒီလိုကလေးရဲ့အရွယ်ရောက်လာတဲ့အခါမှာခုနစီဂျိတ်ကတာမန်လူတွေနဲ့မတူပိုသေးနေတာတို့ဒီလိုမျိုးထိပ်ပြောင်းနေရောဂါတွေသူများလက်ဆံရင်မဖြစ်ဘူး။စပင်တွေကကောင်းနေတယ်။ဒါကိုတွေ့ခဲ့ရပေါ့နော်။ဒီတွေ့ရှိမှုကနေ single 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 လေ့လာမှုတွေသူတေသနာတွေထပ်လုပ်ပြီးတော့မှဒီ DHT blocker furnace right ကိုအသုံးချနိုင်ခဲ့တယ်ပေါ့။1992မှာဆိုရင်ဒီ prostate ကြီးရောက်ထိန်းပေးမဲ့ BPH ပေါ့နော်သူ့ကိုထိန်းချုပ်ပေးမဲ့ ေရာမှာသုံးဖို့အတွက် FDA တရားဝင်အတိအမှတ်ပြုမှုရခဲ့တယ်။ဒီ endogenetic alopecia သဘင်အတွက်သုံးဖို့တော့1998ခုနှစ်ခုနဲ့မှအတိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီ FDA ကအတိအမှတ်ပြုထားတဲ့ endogenetic alopecia အတွက်တောက်လို့ရတဲ့ finasteride ပမာဏက1 mg ပဲ။ဒါဘာလို့ကျွန်တော်ထည့်ပြောလဲဆိုတော့ကျွန်တော် ဒီစပင်နဲ့ပတ်သက်ပြီးတော့ online အပြတာပဲဖြစ်စေအပြင်မှာပဲဖြစ်စေပေါ့နော်တချို့ကိုယ့်ဘာကို finance strike ကိုဝယ်တောက်နေကြတာရှိတယ်သူတို့တောက်နေတာ5 mg ပေါ့နော်5 mg မှာတချို့ကြတော့လည်းတိရောချိုးပြီးတော့လေးစိတ်စိတ်ပြီးတောက်တာတွေလည်းရှိတယ်တချို့ကတော့မတိပဲနဲ့5 mg လုံးတောက်နေရလည်းရှိမယ်ပေါ့ဒါမှလည်း5 mg ဆေးတွေဒီကျွန်တော်စပင်မှာတောက်ဖို့အတွက်မဟုတ်ပါဘူးရှေ့မှာပြောသွားတဲ့ဒီ BPH ပေါ့ B9 prostatic hyperplasia စီးကျိတ်ကြီးနေတဲ့သူတွေစီးကျိတ်သေးဖို့အတွက်တောက်တဲ့ဆေးပမာဏဖြစ်ပါတယ်။ကဲအရေးကြီးတဲ့အပိုင်းလာပါပြီ။ finance right ဘာလို့ဆောင်ဝင်ညွှန်ကြားချက်နဲ့တောက်တဲ့ဈေးဖြစ်နေတာလဲဘလို့မျိုး site effect ပေါ့နော်ဘေးထွက်ဆိုးကျိုးနောက်ဆက်တွဲပြဿနာတွေရှိနေဆိုတာကိုကျွန်တော်ပြောပြပေးမှာပါအဲတခုကြိုပြီးတော့စကားခံထားကျင်တာကတော့ဒီ fitness right တောက်တဲ့သူတိုင်းဒီလိုဘေးထွက်ဆိုးကျိုးတွေခံစားရမယ်လို့မဆိုလိုပါဘူးဖြစ်နိုင်ခြေရှိတာဖြစ်တတ်တာတွေကျွန်တော်ပြောပြပေးမှာဖြစ်တယ်အဲ့တော့ပထမအချက်ကတော့ဒီလိမ်မှုဘဝပြဿနာတွေပေါ့နော် loss of libido လို့ခေါ်တဲ့ လိန်ကိစ္စတွေကိုစိတ်ဝင်စားတော့တာဒီလိုအပိုင်းတွေကိုအာယုံမလာတော့တာမျိုးပေါ့နော်အထူးသဖြင့်ဒီသဘင်ပါတတ်တဲ့လူငယ်တွေလူလက်ပိုင်းအမျိုးသားတွေအတွက်တော့ဒါပေါ်သေးသေးပြဿနာမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကတော့ irritant dysfunction ပေါ့။ဘာလဲဆိုပန်းသိပန်းညိုပေါ့။ပြီးတော့ကြီးမားသွားပြီ။ဒါအိမ်မဆိုးကြီးဖြစ်သွားပြီပေါ့နော်။ဒါမှလည်းတိတ်ဆိတ်မကူပါနဲ့။သူက2 to 4%လောက်မှာပဲဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ထုတ်လွတ်တဲ့တုပ်ရည်ပမာဏနည်းသွားတာပေါ့။ဒီတုပ်ရည်ပမာဏနည်းတာနဲ့အများအထဲမှာပါတဲ့ span count ပေါ့နော်။တုပ်ပိုးလေးတွေနည်းသွားတယ်။ ဒီအချက်ကတော့အထူးသဖြင့်အဲကလေးယူဖို့ကြိုးစားနေတဲ့ကလေးယူခြင်းနဲ့အိမ်အောင်တဲ့အမျိုးသားတွေအိမ်အောင်ရှင်တွေမှာပို့ပြီးတော့ပြဿနာတက်နိုင်တယ်လို့ထင်တယ်။နောက်ဆုံးချက်ကတော့ Gynecological measure ပေါ့နော်။ဘာလဲဆိုတော့အမျိုးသားတွေရင်သားကြီးလာတာ။အဲတော့ဒါလည်း short ရှိပါတယ်။ခြားသောပြဿနာလေးတွေအနေနဲ့ဆိုရင်ခေါင်းမူတက်တာလေးတွေနောက်သူနဲ့မတည့်ရင်ခန္ဓာကိုယ်မှာ rash တွေပေါ့နော်။ anti pain အဖူပိတ်တွေထွက်လာတာမျိုးတွေနောက်တချို့စိတ်ရှုပ်လာတာမျိုးတွေဘာမှမသိပဲ အဲစိတ်ပူနေတာမျိုးတွေဒါမျိုးလေးတွေဖြစ်တတ်တယ်ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေကိုကျွန်တော်ဒီ furnace white တောက်နေတဲ့သူတွေဆီကလည်းပြန်ပြန်ကြားရတာများပါတယ်ကြီးကြီးမားမားစိတ်ပိုင်းဆိုင်ရာပြဿနာတွေအနေနဲ့ဆိုရင်တော့ခုနရှေ့မှာပြောရလေမှုဘဝပြဿနာတွေကြောင့်ကိုကိုကိုမကျင်နဲ့တော့တာစိတ်အဆင်မပြေတော့တာတွေစိတ်ကြယောဂါတွေဒါမျိုးတွေကတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဖြစ်နိုင်ကြတော့နည်းတော့လည်းဖြစ်နိုင်တဲ့ side effect လေးတွေဖြစ်ပါတယ်နောက်တချို့ဆိုရင် postural hypotension လို့ခေါ်တာပေါ့ရုပ်တရက်ထိုင်နေရနေပြီးတော့ကောက်ထားလိုက်တဲ့အခါမှာ သွေးပေါင်ကျပြီးတော့ခေါင်းမှုသွားတဲ့သွေးပေါင်ကျယောဂါမျိုးဒါလေးတွေဖြစ်နိုင်တယ်နောက်ပြီးတော့ post finance right syndrome လို့ခေါ်တဲ့ပြဿနာလေးလည်းရှိတယ်ဘာလဲဆိုတော့ဒီလိုရှိမှပြောတဲ့ side effect တွေကြောက်လို့ဗီဒိုဆိုဂျိုတွေမခံနိုင်လို့ဆေးရက်လိုက်ပြီးဒါပေမဲ့ဖြစ်နေတဲ့ဗီဒိုဆိုဂျို side effect တွေကဆက်လက်ပြီးတော့ခံနေရတော့မယ်ပေါ့နော်ဒါကတော့အငင်းပွားနေကြတော့မှာပဲဒီလိုဖြစ်နိုင်ဤမဖြစ်နိုင်ဤဆိုတော့နောက်ထပ်သူတေသနာတွေထပ်လုပ်ဖို့လိုနေပါသေးတယ်။နောက် finance right နဲ့ပတ်သက်ပြီးတော့ကြောက်ကြတဲ့အချက်တစ်ချက်ပေါ့နော်။တချို့ကြကိုယ့်ဘာကိုစားရိရှာဖတ်ပြီးတော့ တိကျကြောက်ကြတဲ့အချက်တစ်ချက်ရှိတယ်။ဘာလဲဆိုတော့ဒီ prostate cancer ပေါ့။စီးချိတ် cancer ရောဂါပေါ့။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သူရေသနာကြီးတစ်ခုသူတို့လုပ်ခဲ့တယ်။အဲအမျိုးသားပေါင်း55နှစ်အထက်အမျိုးသားပေါင်း18000မှာလုပ်ခဲ့တဲ့သူရေသနာပေါ့။ပြီးတော့ခုနှစ်နှစ်ကြာဒီရလတ်တွေကိုဆက်လေ့လာတဲ့အခါမှာသူတို့ဘာတွားတွေ့လဲဆိုတော့ဒီဆေးတောက်တဲ့သူတွေမှာဒီစီးချိတ် cancer ဖြစ်ဖို့ရာခိုင်နှုန်းက25ရာခိုင်နှုန်းကျော့သွားတာကိုတော့တွေ့ရတယ်။100%မဟုတ်ဘူးเนาะ။သို့တော်လည်းဘာဆိုးတာရှိလဲဆိုတော့အကယ်၍များ စီးကျိတ်ကင်ဆာဖြစ်လာပြီဆိုရင်လည်း high grade ပေါ့နော်ပိုပြီးဆိုးွားတဲ့စီးကျိတ်ကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းများတာကိုတွေ့ရပါတယ်အဲ့တော့ဒါကိုယူဆပြီးတော့ရတိပြတ်ကြီး100%ကြီးလုံးဝယုံပလိုက်လို့တော့မရဘူးပေါ့နော်ကျွန်တော်နောက်ထပ်နောက်ထပ်ပို့ပြီးတော့စိတ်ချရတယ်ပို့ပြီးတော့ခိုင်မာတဲ့သူတေသနာတွေစာရန်တွေတော့ထပ်ပြီးတော့လုပ်ဖို့လိုနေပါသေးတယ်ဒီလောက်ဆိုရင်တော့ ဘာလို့ဒီ furnace right ကိုကိုယ်သဘောနဲ့ကိုယ်အလွယ်တကူမတောက်တင်လဲဆိုတာလေးကိုတော့သိသွားလောက်မယ်လို့ထင်တယ်။ပြီးတော့ကို့မှာဖြစ်နေတဲ့ဒီစပင်ကျွတ်တာတွေဒီ DHT ကြောင့်လားဒီ androgenetic alopecia ဟုတ်လားပေါ့နော်။ androgenetic alopecia မှာဆိုရင်ငယ်လေးတွေပြောင်းလာမယ်။ဒီ receding hairline ပေါ့နော်။စပင်တွေနောက်ဆုတ်လာမယ်။ဒါမျိုးတွေချီလာ။ကို့မဟုတ်ဘဲနဲ့ကိုယ်စပင်ကျွတ်ရတဲ့အကြောင်းရင်းဒီအာဟာရတစ်ခုခုချို့တက်လို့ nutrition and deficiency တခုခုကြောင်းလာဒါမှမဟုတ်ကို့မှာရှိတဲ့ယောဂတခုခုကြောင်းပေါ့နော်။ thyroid yoga တွေ hyper thyroid hypothyroid ဒီလိုယောဂတွေရှိမယ်။ ဒါမို့တခြားသောယောဂါတွေတခြားမှာကင်ဆာယောဂါကြောင့်ဆေးသွင်းရတဲ့အကြောင်းအကြောင်းသဘင်ကျွတ်တာမျိုးတွေကြီးကြီးမားမားစိတ်ပီစီမှု stress တွေကြောင့်သဘင်ကျွတ်တာမျိုးတွေဒီလိုမျိုးအကြောင်းတွေကြောင့်သဘင်ကျွတ်တာဆိုရင်တော့ finance right လည်းအများကြီးထိရောက်ကူညီနိုင်မှာတက်ရောက်နိုင်မှာမဟုတ်ပါဘူး။နောက်ပြီးတော့သူ့ကိုအမျိုးသမီးတွေမတောက်သင့်ဘူး၊ကိုယ်ဝန်ဆောင်တွေလုံးဝမသုံးသင့်ဘူး၊ကလေးတွေမတောက်ပါပါဘူး။အဲ့တော့ဒီလောက်ဆိုရင် finance right နဲ့ပတ်သက်လို့လည်းအဲတော်တော်လေးသဘောပေါက်သွားမယ်လို့ထင်တယ်။ဘာလို့ဒီစီးရအလွယ်တူဘယ်မတောက်သင့်လဲ အဲတောက်ပြီဆိုရင်ဘယ်လိုပြည့်ရွက်ဆိုကြိုးတွေရှိနိုင်လဲနောက်ပြီးတော့အခုကိုပါကိုပေါ့နော်အလွယ်တကူရလို့ဝယ်တောက်နေရဆိုရင်လည်းဘာတွေတတိထားတင်လဲဆိုတာလေးကိုသိနိုင်ဖို့အတွက်ကျွန်တော်အခု sharing ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်